နှစ်ချင်းခရိယံအသင်းတော်တနစ်တာကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်1မှ40သင်တို့သည်ငါထံသို့ပေးလိုက်သောစာ၌ပါသောအရာမှာယောက်ျားသည်မိမနှင့်မဆက်ဆံဘဲနေလျင်ကောင်းတော်လဲမတရားသောမိထုံနှင့်ကင်းလွတ်မိအကြောင်းယောက်ျားတိုင်းမိမိမယားရှိစေလော့မိမတိုင်းမိမိလင်ရှိစေလော့ ယောက်ျားသည်ဆက်ဆံခြင်းဝတ်ကိုမိမိမယားအားပြုစေလော့ထိုနည်းတူမိန်းမသည်လည်းဆက်ဆံခြင်းဝတ်ကိုမိမိလင်အားပြုစေလော့မိမသည်မိမိကိုယ်ကိုမပိုင် လင်သည်ပိုင်၏ထိုနည်းတူယောက်ျားသည်လည်းမိမိကိုယ်ကိုမပိုင်မယားသည်ပိုင်၏အချင်းချင်းကင်ပွန်းဝတ်ကိုမပယ်မရှောင်ကြနှင့်ထိုသို့ဆိုသောစွတောင်းခြင်းဝတ်ကိုပြုရသောအခွင့်ရှိစေခြင်းကသဘောတူ၍ခင်ပွန်းဝတ်ကိုခဏမျှမရှောင်ရဟုမဆိုလို့ ထို့သောရှောင်းငင်ကိုကိုမချုပ်တီးနိုင်သောအားဖြင့်စာတန်သည်အပြစ်သို့သွေးဆောင်ရသောအခွင့်မရှိစေခြင်းကနောက်တဖန်အတူနေကြလော့တို့ရတွင် ပြည့်ညတ်မထားဘဲအခွင့်ပေးခြင်းအားဖြင့်သာငါဆို၏လူအပေါင်းတို့သည်ငါကဲ့သို့ဖြစ်စေခြင်းကငါအလိုရှိ၏သို့တော်လည်းလူအသည်အသည်တို့သည်ဖျားသခင် ပေးသနာတော်မူသည့်အတိုင်းအသည်အသည်သောစုကျေးစုကိုခံရကြ၏ ထို့ကြောင့်မယားမရှိသောသူတို့နှင့် မုတ်ဆိုးမတို့ကိုငါဆိုသည်ကဤသူတို့သည်ငါကဲ့သို့နေလျင်ကောင်း၏သို့တော်လည်းကာမဂုဏ်ကိုမချုပ်တီးနိုင်လျင် ထိမ်းများဆုံးဖက်ခြင်းကိုပြုကြစေကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက်ထိမ်းများဆုံးမတ်ခြင်းပြုတော်တာ၍ကောင်း၏ခင်ပွန်းရှိသောသူတို့ကိုလည်းငါပြည့်ညတ်သည်သာမကသခင်ဖျားပြည့်ညတ်တော်မူသည်ကမယားသည်မိမိခင်ပွန်းကိုမစွန့်ပစ်စေနှင့်စွန့်ပစ်လျင်ခင်ပွန်းမရှိဘဲနေစေ သို့မဟုတ်လျင်ခင်ပွန်းဟောင်းထံသို့ပြန်၍အသင်အတင်နေစေ။ယောက်ျားသည်လည်းမိမိမယားနှင့်မကွာစေနှင့်ကျွင်းသောသူတို့ကိုသခင်ပြားသည်ကိုယ်တိုင်မပြည့်ညက်ပဲငါပြည့်ညက်သည်ကတစုံတယောက်သောညီအကိုသည်မယုံကြည်သောမယားရှိ၍ထိုမယားသည်မိမိခင်ပွန်းနှင့်နေခြင်းကအလိုရှိလျင်မကွာစေနှင့်ထိုနိဒူမိမသည်လည်းမယုံကြည်သောခင်ပွန်းရှိ၍ထိုခင်ပွန်းသည်မိမိမယားနှင့်နေခြင်းကအလိုရှိလျင်မကွာစေနှင့် အကြမှုကမယုံကြည်သောလင်သည်မိမိမယားဖို့စင်ကြည်၏မယုံကြည်သောမယားသည်လည်းမိမိလင်ဖို့စင်ကြည်၏သို့မဟုတ်လျင်သင်တို့ဤသားသမီးသည်မစင်ကြယ်ယခုတွင်စင်ကြယ်ကြ၏သို့တော်လည်းမယုံကြည်သောသူသည်ကွာသွားလိုလျင်ကွာသွားစေ ထို့သို့ပြုလျင် တပည့်တော်သည်ယောက်ျားဖြစ်စေမိန်းမဖြစ်စေချီနှောင်ခြင်းမရှိငါတို့သည် အသင့်အတင့်နေစေခြင်းကဖျားသခင်ဤပညာတော်ရှိ၏အချင်းမိန်းမှာ ်တင်းဒီကိုခင်မွန်းကိုကဲ့တင်မီမကဲ့တင်မီကိုအဘယ်သို့သိသည်။အချင်းယောက်ျားတင်းဒီကိုခင်မွန်းကိုကဲ့တင်မီမကဲ့တင်မီကိုအဘယ်သို့သိသည်။တခင်ပြားသည်လူအသီးသီးတို့အားဝေငှတော်မူ၍ဖျားသခင်သည်လူအသီးသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာလူတိုင်းကျင့်နေစေ။ခတ်သိန်းသောအသင်းတော်တို့ကို ထို့သို့ငါပြညာ၏။အည်ပြားလေးခြင်းကိုခံတော်သူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျင်အယေပြားနှီးခြင်းကိုမစွန့်စေနှင့်အယေပြားနှီးခြင်းကိုမခံတော်သူသည်လည်းခေါ်တော်မူခြင်းကျေးဇူးကိုခံရလျင်အယေပြားနှီးခြင်းကို မခံစေနှင့်အယေပြားနှီးခြင်းအပြင်အကျိုးမရှိ မခံဘဲနေခြင်းအပြင်လည်းအကျိုးမရှိဘုရားသခင်ဤပြည့်ညတ်တော်တို့ကိုစောင့်ရှောက်ခြင်းအပြင်သာအကျိုးရှိ၏ခေါ်တော်မူခြင်းကျေးဇူးကိုခံရတော်သူသည်အကျင့်အမှုကိုလုပ်နေ၏ထို့သောလူတိုင်းလုပ်နေစေ အစီခံကြုံဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျင်စိုးရိမ်ခြင်းမရှိနှင့်သို့တော်လည်းလွတ်ချင်းသို့ရောက်နိုင်လျင်လွတ်ရသောအခွင့်ကိုသာ၍သုံးဆောင်လော့အကြောင်းမူကားကျွံဖြစ်စဉ်တခင်ဖျားခေါ်တော်မူခြင်းကိုခံရသောသူသည်တခင်ဖျားဤလူလွတ်ဖြစ်၏ထိုနည်းတူ လူလွတ်ဖြစ်စဉ်ခေါ်တော်မူခြင်းကိုခံရသောသူသည် ခရစ်တော်ဤကျွံဖြစ်၏သင်တို့သည်အဘိုးနှင့်ဝယ်သောသူဖြစ်၍လူထန်၌အလိုလျောက်ကျွံမခံကြနှင့်ညီအကိုတို့ ခေါ်တော်မူခြင်းကျေးဇူးကိုခံရသောသူသည်အကျင့်အမှုကိုလုပ်နေ၏ထို့သို့ဘုရားသခင်ရှိတော်၌လူတိုင်းလုပ်နေစေခင်ပိုးမရှိသောသူတို့၏အမှုမှာသခင်ဘုရား၏ပြည့်ညတ်တော်သည်ငါ၌မရှိတော်လေငါသည်သစ္စာရှိသောသူဖြစ်အပ်သောငါသခင်ဘုရား၏ကျေးဇူးတော်ကိုခံရသောသူကဲ့သို့စီရင်၏စီရင်ချက်ဟုမူကားယခုညင်စေခြင်းအကြောင်းကြောင့်ခင်ပိုးမရှိလျင်ကောင်း၏တင်သည်မရရှိလျင် လွတ်စေခြင်းကမကြံစီနှင့်မယားနှင့်လွတ်လျင် အခြားသောမယားကိုမရှာနှင့်တို့တော်လည်းတင်ဒီမယားနေလျင်အပြစ်မရှိလင်မနေဘူးသောမိမသည်လည်းလင်နေလျင်အပြစ်မရှိတို့တော်လည်းထိုတို့ပြုသောသူတို့သည် လောကညင်ဆဲခြင်းဒုက္ခကိုခံရကြမည်ဤအမှုအရာ၌စက်တဲစွာသောပညာကိုငါမထားလိုညီအကိုတို့ငါဆိုသည်ကကြံကျွင်းသောကာလသည်ကျင့်ကြက်သည်ဖြစ်၍မယားရှိသောသူသည်မယားမရှိတကယ်သူဖြစ်ရမည် ငိုကြွေးသောသူသည်မငိုကြွေးတကယ်သူဖြစ်ရမည်ဝမ်းမြောက်သောသူသည်ဝမ်းမမြောက်တကယ်သူဖြစ်ရမည်အဥ္စာဝဲသောသူသည်အလင်းမရှိတကယ်သူဖြစ်ရမည်ဤလောကကိုတုံးသောသူသည်မတုံးတကယ်သူဖြစ်ရမည်အကြောင်းမူကားဤလောက၏အစင်းတံသည်၍သွားကွဲပြောက်တတ်၏တင်တို့သည်စိုးရင်ချင်းနှင့်ကင်းလွတ်စေခြင်းကငါအလိုရှိ၏ခင်ပွန်းမရှိသောသူသည်တခင်ပြား၏စိတ်တော်နှင့်တွေ့စေခြင်းက ခင်ဘုရား၏အမှုကိုသာတည်တိထားတတ်၏ခင်ပွန်းရှိသောသူမူကားမိမိမယား၏စိတ်နှင့်တွေ့စေခြင်းကလောကီအမှုကိုတည်တိထားတတ်၏ထို့နည်းတူခင်ပွန်းမရှိသောမိန်းမနှင့်ခင်ပွန်းရှိသောမိန်းမသည်ခြားနာခြင်းရှိ၏ခင်ပွန်းမရှိသောမိန်းမသည်မိမိခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကိုတန်ရှင်းစေခြင်းကသခင်ဘုရား၏အမှုကိုသာတည်တိထားတတ်၏ခင်ပွန်းရှိသောမိန်းမမူကားမိမိခင်ပွန်း၏စိတ်နှင့်တွေ့စေခြင်းကလောကီအမှုကိုတည်တိထားတတ်၏ ထို့သောငါဆိုသောသင်တို့အကျိုးကိုသာထောက်၍ဆို၏သင်တို့ကိုနှောက်ယှက်ခြင်းသောစိတ်နှင့်ဆိုသည်မဟုတ်သင်တို့သည်လျှောက်ပတ်စွာခြင်း၍စိတ်ရှုပ်ထွေးခြင်းမရှိဘဲသခင်ဖျားဤဝတ်ကို အမြဲပြုစေခြင်းငါသာဤသို့ဆို၏အပြုကညာသည်ခင်ပွန်းမရှိဘဲအသက်အရွယ်လွန်လျင်မလျှောက်ပတ်ဟုထိုအပြုကညာကိုပိုင်သောသူသည်ထင်မှတ်၍ထိမ်းမြားစရာအကြောင်းလည်းရှိလျင် ထိုသူသည်အလိုအလျောက်ပြုစေ အပြစ်မရှိထိမ်းမြားကြစေသို့တော်လည်းမိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍ပြုလိုသည့်အတိုင်းပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကိုချုပ်တီးနိုင်သောအခွင့်ရှိသောကြောင့်မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှစည်ရင်ဆုံးဖြတ်တော်သူသည်ကောင်းစွာပြု၏တို့ရတွင်မင်္ဂလာဆောင်သောသူသည်ကောင်းစွာပြု၏မဆောင်သောသူမူကားตา၍ကောင်းစွာပြု၏မိမသည်မိမိခင်ပွန်းမသိမီကာလပတ်လုံးတရားအဖြစ်ချီညောင်ရရှိ၏ ခင်ပွန်းသိလျင်မူကမိမိအလိုအတိုင်းသခင်ဖျား၌သာအခြားသောသူဤမယားဖြစ်စေခြင်းကအခွင့်ရှိ၏အခွင့်ရှိတော်လဲအခြားသောသူဤမယားမဖြစ်ဘဲနေလျင်တာ၍မင်္ဂလာရှိသည်ဟုငါသဘောရှိ၏ငါ၌လည်းဖျားသခင်ဤဝိညာဉ်တော်ရှိတော်မူသည်ဟုငါစွဲလန်းခြင်းစိတ်ရှိ၏ဇာနာရသူရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ ခြင်းချင်းဤအရှင်ဖရာသခင်ဖရာရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်တညတာအိဆက်ခွင့်နဲ့အတူတာရတဲ့နနက်မှာကျမ်းမာစွာနုထသက်ရှင်ခွင့်ကိုပြီးတော့ကြောင့်ကျေးဇူးတင်ပါတယ်နနက်မူတော့မှလည်းပဲဖရာရဲ့နှုတ်ဘတ်တော်ကိုဆင်ခြင်ရတဲ့အခွင့်ကိုပြီးတော့ကြောင့်ကျေးဇူးတင်ပါတယ်ယနေ့နှုတ်ဘတ်တော်ကပေါ်ပြသည့်ဤသူသာသမီတို့ဒီလောကမှာအသက်ရှင်ကြရတဲ့အခါမှာလူသားတို့ရဲ့ကျင့်ဝတ်များနဲ့အညီအသက်ရှင်ရပါတယ် ဘုရားခင်ကသားသမီးတို့ကိုလူသားတဦးတယောက်မှရှိတဲ့နဲ့လှုပ်တင်လှုပ်ထိုက်တဲ့မလှုပ်တင်မလှုပ်ထိုက်တဲ့အရာတွေကိုဖော်ပြထားပါတယ်နှုတ်ဘတ်တော်မှာတည်လင်းဖော်ပြထားတဲ့အတိုင်းပဲသားသမီးတို့ဒီဘုရားရဲ့ပြည့်ညတ်တော်လမ်းထဲမှာအကောင်းဆုံးလျှောက်လိုက်နိုင်စေဖို့ရန်အတွက်ဘုရားရှင်သားသမီးတို့၌လိုအပ်တဲ့အရာများကိုတုံ့လောင်ပေးသနာတော်မူပါလူသားတဦးအနေနဲ့ မိမိတို့မြည်ခဲ့သူအသက်ရှင်ရမည်ကိုပြင်လဲပြီးတော့မှစင့်ကျင်အသက်ရှင်နိုင်တော်သူများဖြစ်စေဖို့ရန်တော်လည်းပဲဘုရားရှင်သွန်သင်တော်မူပါဘုရားသခင်ဘုရားရဲ့ကြီးစွာတော်ကိုချီးမွမ်းပါれလူသားတို့ရဲ့ရှေ့ဆက်ရမယ့်အသက်တာကိုလည်းပဲဘုရားခင်ဆက်လက်၍ကောင်းချီးပေးတော်မူပါဘုရားရဲ့ခေါ်တော်မူခြင်းကိုခံရတဲ့သူများဖြစ်တဲ့အတွက်ကြောင့်မို့ အကျိုးရှိသောအသက်တာနဲ့အသက်ရှင်သောသူများဖြစ်စေဖို့ရန်အတွက်ဖခင်ရှင်သားသမီးတို့ကိုအသုံးပြုတော်မူပါမည်ကြောင်းတပါးရီသောသားတော်သခင်ယေရှုခရစ်တော်ဖခင်နာမကိုအမိပြု၍အလွန်ယူသေးစွာဖြင့်ဆုတောင်းဆက်ကတောင်းလျှောက်ပါသည်ဖခင်အာမင်သောရပြသည်သင်ကိုကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။ထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသော။ထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပြည့်တော်မူပါစေသော။တမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမြတ်တော်မဟာဂိယနာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည် ်တင်းတို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစီတော့အာမင်